တဲ့တော့အားလုံးပဲမင်္ဂလာပါနော်။လာမယ့်ကျွန်တော်တို့16ရက်လေးလ2024ပေါ့ကျွန်တော်ခုနှစ်ကျင်းအတွက်ဒါကတော့1ကျင်းပေါ့နော်။1ကျင်းကိုမှကျွန်တော်တွဲလုံးလေးပါတွဲပြီးတော့ဒီမှာထုတ်ပေးမှာဖြစ်ပါတယ်ဗျ။နော်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ခွန်3ညပေါ့နော်။ဒီနှလုံးကိုကျွန်တော်တို့ဒါ main ယူပြီးတော့ကျွန်တော်တို့ခဏလေးတွေဆွဲထုတ်မှာပေါ့နော်။ဒီခွန်3ညပေါင်းခြင်းနံပါတ်ခွန်နော်။ဒီနံပါတ်ခွန်ခွန်ရဲ့ကျွန်တော်တို့နှက်ခတ်တီး တုံညပေါ့နော်ဟုတ်ပြီဒီလိုလေးရပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ပေါ့နော်ဒီခွန်နဲ့တုံညနဲ့ကျွန်တော်တို့ဒါပေါင်းခြင်းပေါ့နော်ဒါဆိုရင်ခွန်ရဲ့တုံညရဲ့ကျွန်တော်တို့ပေါင်းလိုက်တဲ့အချိန်မှာဘာရလဲဆိုတော့ပေါင်းခြင်းနံပါတ်2နံပါတ်9ဖြစ်တယ်နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ခွန်ခွန်တုံညဒီကျွန်တော်တို့ဝမ်းခြင်းနော်ဒီဝမ်းခြင်းကိုမှကျွန်တော်တို့ကဘာနဲ့ပြီးတွဲမလဲဆိုရင်ဒီလိုပေါ့နော်ဆောင်းလိုက်နော်ဒီလိုသုံးလုံးပေါင်းခြင်းပေါ့နော်ကိုခွန် ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်3เนาะနံပါတ်3ဖြစ်တယ်3 3ပါဝါတီ10เนาะဒါဒီသူ့ရဲ့တွဲလုံးဒါဒီ1 j 1 j ကိုမှဘာနဲ့တွဲမလဲဆိုရင်ဒါနဲ့တွဲမယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာ token ကသုံးခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်เนาะသုံးခွန်ခွန်เนาะဒါဆိုရင်ကျွန်တော်ဒီရှိတဲ့ဒီနံပါတ်3ဟာ ဒီရှေ့ကနှလုံးဒီခွန်ခွန်နဲ့ဒါတွဲရဖြစ်သွားတယ်ပေါ့နော်။တုံညာကတော့အားလုံးချိန်သွားပါတယ်။ဟုတ်ပြီနော်။နားလည်းမဲ့တင်ပါတယ်။နောက်တမူကိုကျွန်တော်တို့စစ်ကြည့်အောင်ဗျာနော်။နောက်တမူဒီဒီမှာရှိနေတဲ့ကျွန်တော်တို့ခွန်9ဆိုတဲ့ပေါင်းခြင်းနံပါတ်ဒီနံပါတ်6နော်။6ရဲ့နှက်ကတိပါလဲကျွန်တော်တို့နံပါတ်9ပါနော်။ဒါဆိုရင်ဒီမှာက6 9ပေါင်းခြင်းနံပါတ်ဘယ်လောက်လဲ?နံပါတ်5နော်။နံပါတ်5ဒါဆိုရင်6 9 5ဒီ1ချိန်ဖြစ်တယ် နော်695တီ1ချိန်ကျောင်းဒီလိုသုံးလုံးပေါင်းမယ်9 65ပေါင်းချင်းနံပါတ်တီနံပါတ်10ဖြစ်ပါတယ်10 10ပါဝါတီ3เนาะဒီမှာထုတ်ကနတ်တီ963ဆိုပြီးတော့ရှိတယ်เนาะ563เนาะဒါဆိုရင်ဒီမှာလည်းဘယ်လိုတွဲသွားလဲ963ဆိုတော့ဒီ6ဒီ5ဒီ3နဲ့ကျွန်တော်တို့သွားပြီးတော့တွဲရဲပေါ့เนาะဒီပုံမှာလည်းအတူတူပဲပေါ့เนาะ ဒီပုံမှာလည်းကျွန်တော်ဒီဆောင်ကတွဲတယ်နော်ဒီဆောင်လေးကအတွဲဒီဘက်ကတစ်လုံးနဲ့တွဲတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ5 6ဆိုတော့ဒီဆောင်လေးကအတွဲနော်ကျွန်တော်တို့ဘာနဲ့တွဲမလဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကြည့်ပါမယ်အခုလာမယ်9ချိန်အတွက်ကဒီမှာကရှိနေတာ6 8နော်ပေါင်းချင်းနံပါတ်ဒီနံပါတ်မှာ4ဖြစ်တယ်4နှစ်ခတ်ပါလဲနှစ်နော်ဒါဆိုရင်4နှစ်ပေါင်းချင်းနံပါတ်နံပါတ်6 4 2 6ဒီ1ချင်းဖြစ်မယ်နော် ဝမ်းချင်းကိုမှကျွန်တော်တို့ဗာနဲ့တွဲပြီးတော့ကစားမလဲเนาะတွဲပြီးတော့ကစားမလဲဆိုရင်3 4 6ပေါင်းချင်းနံပါတ်ဒီနံပါတ်မှာ3ဖြစ်တယ်3ပါဝါဒီ6เนาะ3 6နဲ့ပဲဆက်ပြီးတော့တွဲရမယ်မူလေးကဒါ3ကတ်ဆိုပေမဲ့ဒါလှတယ်ဆိုလို့ပြောလို့ရတယ်ပေါ့เนาะဒါဆိုရင်အတိအကကျွန်တော်တို့ main ပေါ့เนาะထိုးတဲ့နဲ့ကနန်းဒီဘာဖြစ်မလဲဆိုရင်เนาะเนาะဒီအတွဲလေးလိုက်ပေါ့เนาะဒီအတွဲလေးနဲ့ဒီ3ခွက်တော့အဓိကထိုးရမယ်ပေါ့เนาะ အဘောကမူတိုင်းဆက်သွားမယ်ဆိုရင်ဒီဘက်ကအချိန်ပေါ့နော်ဒီဘက်ကအချိန်ဒီဘက်ကအချိန်တော့ပေးထားတယ်ဒီပေါ့နော်အဓိကကျွန်တော်နှစ်ကွက်ထုတ်ပေးလိုက်မယ်6 4 3เนาะပြီးရင်6 4 8เนาะအဓိက main နှစ်ကွက်ပေါ့နော်โอเคဒါဆိုရင်1ချိန်ဒီပါလဲကျွန်တော်ခြာရေးလိုက်မယ်ပေါ့နော်1ချိန်ကကျွန်တော်တို့ဒီမှာ4 6နဲ့ဝမ်းကျေနော်ဘာနဲ့တွဲရမလဲတွဲကကျွန်တော်တို့3ရှင်းနဲ့တွဲပြီးတော့ထိုးရမယ် ဓိကနှစ်ခုကိုကျွန်တော်တွဲပေးလိုက်တယ်ပေါ့နော်။ကျန်တဲ့ဟာတွေကတော့ကိုပိုင်းလိုက်ပြီးတော့တွဲကြည့်ပါ။ကိုနားလည်ရင်နားတယ်ပေါ့နော်။ပြီး၄2 3တို့၄2 8တို့တွဲလို့ရမယ်။၄6 3ဒီမှာတွဲပြီးရောနော်၄6 8เนาะပြီးရင်6 2 3ကျွန်တော်တို့6 2 8ခဏစုစုပေါင်းဒီဘယ်နှကွက်ပဲရမှာလဲ6ကွက်ပဲရှိတယ်ပေါ့เนาะဟုတ်ပြီနောက်ထပ်ကျွန်တော်ဆက်ပြီးတော့တွဲပြီးလိုက်တော့မယ်เนาะဒါက main เนาะ main ကရပြီပြီးရင်၄2နဲ့တွဲမယ်เนาะ၄2 3เนาะ ၄နှစ်၈เนาะပြီးရင်6နှစ်နဲ့เนาะ6နှစ်3ကျွန်တော်တို့6နှစ်8ဆိုပြီးတော့เนาะဒီကိစ္စလေးတွေပဲရမှာဖြစ်ပါတယ်။ Okay ပါအားလုံးကျေးဇူးတူတင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ရဲ့ခု1ချိန် site ဒီ၄6နှစ်1ချိန်ကိုမှ တွဲပြီးတော့ကစားမယ်ခဏဒီ3ရက်8ရက်ဖြစ်ပါတယ်။ Thank you ပါပြအားလုံးပဲ။ဒါပဲပါ။